ကာယ ानु ပဒနာတိပဋ္ဌာန်ဆိုတာကမိမိရဲ့ရုပ်ကာယကို ရုပ်ကာယမျှပဲလို့တတိဝရိယဉာဏ်ပညာဥရှိပြီးတော့အမှန်တိုင်တိ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 နေအောင်ကြိုးစားတဲ့သဘောကိုဒါကာယ ानु ပဒနာတိပဋ္ဌာန်လို့ခေါ်တယ်။ကာယ ानु ပဒနာတိပဋ္ဌာန်ရဲ့နေပယ်ကအလွန်ကျယ်ဝန်းပါတယ်။ပြီးရင်တော့မြတ်စွာဘုရားကတော့ဘယ်ကစာဟောတော့ဆိုတော့ဝင်လေထွက်လေကိုသိနေတယ်နော်။စာတဲ့တော့အရှိကြီးပေါ့လေ ဝင်လေထွက်လေတူတူဝင်နေဆိုရင်တူတူဝင်နေလို့သိတယ်ရှည်ရှည်ဝင်နေဆိုရင်ရှည်ရှည်ဝင်နေလို့သိတယ်အဲ့ဒါကိုဦးဇင်းတို့အနှစ်ချုပ်ပြောရရင်တော့ဒီဝင်လေထွက်လေရဲ့သဘောတဘာဝတွေကိုသိမြင်နေအောင်သတိဝရိယဉာဏ်ပညာဥရှိပြီးတော့ကြိုးစားနေတယ်ဒါကယံဥပဒနာသတိပဋ္ဌာန်နော်နောက်ပြီးတော့ဣရိယာပဋ္ဌာန်နဲ့ပတ်သက်ပြီးတော့ဣရိယာဘုနဲ့ပတ်သက်ပြီးတော့သွားရင်လည်းသွားနေတယ်လို့သိတယ်ထိုင်ရင်လည်းထိုင်နေတယ်လို့သိတယ် ရရင်လည်းရက်နေတယ်လို့သိတယ်အိပ်ရင်လည်းအိပ်နေတယ်လို့သိတယ်ခြေကြပါသူသွားနေတဲ့အချိန်မှာလည်းပဲအသေးစိတ်ခြေတော်ကလေးလှမ်းလိုက်တယ်ကြွတ်တက်လာတယ်ရှေ့တိုးလိုက်တယ်ဖိပြီးတော့နင်းချလိုက်တယ်လေးကြသွားတယ်အစရှိသဖြင့်သူ့ရဲ့သဘောတဘာဝကိုအသေးစိတ်သိမြင်အောင်စူးစမ်းနေတယ်ပေါ့ ဟိုဦးဇင်းတို့အလွဲပြောရရင်တော့ဖြစ်နေတဲ့ဣရိယာပုတ်ပုံစံကိုဖြစ်နေတဲ့အတိုင်းအမှန်အတိုင်းဖြည့်ွှက်ချက်တွေမပါဘဲနဲ့နှုတ်ပယ်ချက်တွေမပါဘဲနဲ့အရှိကိုအရှိအတိုင်းသူ့သဘောလေးတွေကိုသိအောင်မိအောင်ထိအောင်ကြည့်ပြီးတော့နားလည်အောင်ကြိုးစားနေလို့ရှိရင်ဒါဣရိယာပထသူလည်းဒါကာယ ानु ဝသနာတတိပဌာန်းနဲ့ကိုအကျုံးဝင်နေဒါဦးဇင်းတို့ဓာတ်သဘာဝပေါ့ခန္ဓာကိုယ်မှာမာမှုပြုတ်မှုပူမှုအေးမှုတွန့်ကန်မှုလှုပ်ရှားမှုဆိုတဲ့ ဟိုသဘောတရားလေးတွေပေါ့နော်စိတ်နဲ့မှသိလို့ရတဲ့သဘောတရားလေးတွေရှိတယ်ဒါရုပ်ပိုင်းဆိုင်ရာသဘောတရားတွေပေါ့အခုဆိုကြပါစို့ထိုင်းနေတယ်ဆိုရင်အောက်ကဟိုခက်မာတဲ့အတွေ့အထိသဘောလေးကတော့မထင်ရှားဘူးလားထင်ရှားတယ်ကြာကြာထိုင်းလာလို့ရှိရင်ခန္ဓာကိုယ်ရဲ့အပေါ်ကဖိအားကြောင့်လေးလာတဲ့သဘောလေးရှိတယ်ဒါကြောင့်လူကတဖြည်းဖြည်းနဲ့ညှပ်ပြီးတော့လေးချမ်းသွားတာအဲ့ဒီဓာတ်သဘောလေးတွေသဘာဝလေးတွေပေါ့အဲ့ဒါကိုသိလို့ရှိရင်လည်းပဲဒါကာယ ानु ဘသနာတိပဋ္ဌာန်တွေကိုအကျုံးဝင်နေ နောက်ပြီးတော့ဦးရှင်တို့တမန်ညပပဆိုတာကြတော့ဒီခန္ဓာကိုအသေးစိတ်အမှုရာတွေပေါ့တဲ့တဲ့ကြည်တယ်တစောင်းကြည်တယ်နော်အပေါ်မော့တယ်အောက်ကငုံတယ်ခြေထောက်တွေကွေးတယ်ဆန့်တယ်လက်တွေကွေးတယ်ဆန့်တယ်မြတ်စွာဘုရားကတော့အသေးစိတ်ပြောပါတယ်ဟိုသင်္ကန်းကင်တယ်ယုံတယ်တပိတ်တွေယူတယ်အခုလှုပ်เสียရရှိတာကိုလှုပ်နေတဲ့ပုံသဏ္ဍာန်လေးတွေပေါ့နော်ဒါပုံသဏ္ဍာန်နဲ့ပဲကပ်ပြီးတော့ပြောရမှာမဟုတ်လား အဲ့ဒါလိုခန္ဓာကိုယ်ရဲ့အမူအရာမှန်သမျှကိုတတိကပ်ပြီးတော့ဉာဏ်ပညာနဲ့ဝိရိယနဲ့ခြံရံပြီးတော့နော်ရုပ်စွာအစုံကျင်ကြီးကျင်ငယ်စွန့်တာကစကျင်ကြီးကစွန့်နေတဲ့အနေအထားတွေကိုတတိနဲ့လိုက်ပြီးတော့သိနေနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒါကာယ ानु ပတ္တနာတိပဋ္ဌာန်တဲ့ကိုအကျုံးဝင်နေနောက်ပြီးတော့ဦးဇင်းတို့ဆံမင်းမွေးခြင်းခြေတိလက်တိသွားအရေးအစရှိသဖြင့်30နဲ့နှစ်ခုထာသပြည့်တယ်လို့သိတယ်နော်အဲ့ဒါကိုဉာဏ်နဲ့ခွဲခြမ်းဝေဖန်စိတ်ဖြာပြီးတော့ တပုံစီညံနဲ့ပုံပုံပြီးတော့ကြည်နိုင်မယ်မြင်နိုင်မယ်သိနိုင်မယ်ဆိုရင်လေဒါကာယနုပသနာတတိပဋ္ဌပဲပြီးတော့ဦးဇင်းတို့အတုပသဘောတွေရှိတယ်ခန္ဓာကိုယ်ရဲ့မတင့်တယ်တဲ့သဘောပေါ့နော်သိပြီးတဲ့နောက်ဖူးဖူးရောင်လာတဲ့သဘောနော်အညိုမဲဆွဲလာတဲ့သဘောအပုတ်ရည်တွေဆိုးပြီးတော့ကျလာတဲ့သဘောနောက်ဆုံးတစားသည်တမွားသည်ဖြစ်ပြီးတော့အယိုးပဲကျန်တော့တဲ့သဘောအဲ့လိုမျိုးအသေးစိတ်အတုပတရားမတင့်တယ်တဲ့သဘောတရားခန္ဓာကိုယ်ရဲ့ဒါလက်တွေ့သဘာဝပါပဲဟုတ်ရလားအဲ့ဒီသဘောတွေကို ်အော်တီးသွားတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါလိုအမျိုးမျိုးဖြစ်သွားတယ်လို့ဆက်စုပ်ယွန်ရှာပွဲဖြစ်သွားတယ်လို့ငါခန္ဓာကိုယ်ဟာအဲ့ဒီသဘောကိုမလွန်ဆန်နိုင်ဘူးဆိုတဲ့အချက်ကိုသိမြင်နားလည်အောင်ကြိုးစားရင်လည်းဒါကာယ ानु ပတ္တနာသတိပဋ္ဌာန်နဲ့ကိုအကျုံးဝင်တယ်။တဦးချင်းတို့အနှစ်ချုပ်ပြောရရင်တော့ကာယ ानु ပတ္တနာသတိပဋ္ဌာန်ဆိုတာဒီရုပ်ကာယပိုင်းဆိုင်ရာကို ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းအမှန်အတိုင်း ြစ္ဆုတ်ပံတဲ့တဲ့သတိဝရိယဉာဏ်ပညာဥရှိပြီးတော့တိ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 နေအောင်ကြိုးစားတာဒါကြောင့်နည်းနည်းလေးဦးဇင်းတို့တိတိကြရပြောရမယ်ဆိုရင်တော့တတိယဝရိယရဲ့ဉာဏ်ပညာရဲ့ဥရှိပြီးတော့မမြဲခြင်းရဲ့ မတင့်တယ်သည်သာဖြစ်သောယုတ်ကာယကိုမမြဲစင်းရဲမတင့်တယ်သည်သာလင်ဖြစ်သောယုတ်ကာယလို့အမှန်တိုင်းတိ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 ပြီးတော့မတိလျင်ဖြစ်နိုင်တဲ့အဘိဇ္ဇာနဲ့ဒေါမနတလောဘနဲ့ဒေါသကိုဖဲခွာပြီးတော့လောကကြီးမှာချမ်းချမ်းသာသာ နေနေတာကိုအဲ့ဒါကာယ ानु ပတနာတတိပဌံလို့ဆိုရမယ်ဟုတ်လားအဲ့ဒါကိုဦးဇင်းတို့မြတ်စွာဘုရားကကာယေကာယ ानु ပတိဝိရတိအာတပိတံပဇာနောတတိမဝိနေယလောကေအဘိဇ္ဇာဒေါမနတံလို့အဲ့ဒါလို့ဟောထားတာ နော်ကာယကိုကာယမျှပဲလို့အမှန်တိုင်းသတိဝိရိယဉာဏ်ပညာဥရှိပြီးတော့သိမြင်နားလည်ပြီးတော့မသိလျင် မရှုလျင်ဖြစ်နိုင်တဲ့လောဘနဲ့ဒေါသကိုဖယ်ခွာပြီးတော့လောကကြီးမှာ ချမ်းချမ်းသာသာနေရမယ်လို့မြတ်စွာဘုရားဟောတယ်။ဒါကာယ ानु ပဒနာသတိပဋ္ဌာန်ရဲ့အဓိပ္ပာယ်ပေါ့။နော်။နောက်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ဆိုတာကခံစားချက်သဘောတရားတွေကိုခံစားချက်မျှပဲလို့အပူအလိုမရှိ အမှန်အတိုင်းသိမြင်နိုင်အောင်ကြိုးစားတာဒီနေ့မှာခံစားချက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောချမ်းသာတယ်ဆိုရင်လည်းချမ်းသာတယ်လို့သိရမယ်ဆင်းရဲတယ်ဆိုရင်လည်းဆင်းရဲတယ်လို့သိရမယ်ချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်အလေအလတ်သဘောဥပိ္ပခာသဘောတွေကိုလည်းအဲ့ဒီဖြစ်နေတဲ့အတိုင်းခံစားနေတဲ့အတိုင်းလေးဒါကိုသိရမယ်ဒီချမ်းသာခြင်းဆင်းရဲခြင်းဥပိ္ပခာဆိုတဲ့ဒီသဘောတရားဒီဝေဒနာ၃မျိုးဟာဟောကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဖြစ်တာလည်းရှိမယ် ော်ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ချမ်းသာတာရှိမယ်ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဆင်းရဲတာရှိမယ်ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့အလေလံဥပေက္ခဝေဒနာသဘောဖြစ်တာ၄ရှိမယ်အဲ့ဒါကိုလည်းသိရမယ်နောက်ကာမဂုဏ်အစာနဲ့မပတ်သက်တဲ့တဲ့တယ်ပြောရရင်တော့တရားနဲ့ပတ်သက်ပြီးတော့ချမ်းသာတာရှိမယ်နော်တရားနဲ့ပတ်သက်ပြီးတော့ဆင်းရဲတာလည်းရှိနိုင်တယ်ဟိုတရားမရလို့တရားနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာကြောက်ကြတာဒါလည်းရှိနိုင်တာပဲကိုဟုတ်လားကာမဂုဏ်နဲ့မပတ်သက်တဲ့ဒုက္ခပေါ့နော် အဲ့လိုပဲကာမဂုဏ်နဲ့ပတ်သက်တဲ့ဥပေက္ခာဆိုပြီးတော့အကြံဉာဏ်၉မျိုးပေါ့နော်ဒုက္ခဒုက္ခဥပေက္ခာတရားအဲ့ဒီဝေဒနာခံစားချက်တွေကိုယ်တန်တမှာဖြစ်လာတိုင်းဖြစ်လာတိုင်းဖြစ်နေတဲ့အတိုင်းလေးအမှန်အတိုင်းသိအောင်ကြိုးစားရမယ်ဖြစ်စေဖြစ်စေမှသိအောင်ကြိုးစားရမယ်ပြီးရင်အဲ့လိုသိရင်ဘယ်လိုအကျိုးရှိမလဲဆိုတာကိုဦးဇင်းတို့ပြောမှာနော်ခုဒါကမြတ်စွာဘုရားဟောထားတဲ့အတိုင်း ဟိုတရားရှုတယ်ဆိုတာဘာလို့ရတာလဲဆိုတာကိုတကယ်လို့ဒီထဲမှာများနည်းနည်းနားမလည်သေးတဲ့လူငယ်တွေများပါခဲ့မယ်ဆိုလို့ရှိရင်ဒါဥစဉ်ကပြောပြတာနားလည်ပြီးသားပုံကိုယ်တွေကတော့နည်းနည်းသီးခံပြီးတော့နားထောင်ရမယ်နော်ဒါအခြေခံပဲဟုတ်လားအဲ့တော့ဝေဒနာနုပသနာသတိပဋ္ဌာန်ဆိုတာကခံစားချက်ဝေဒနာတွေကိုအမှန်တိုင်းသိအောင်ကြိုးစားတာတရားဆိုတာအလွန်ယိုးတယ်စိတ်ကတော့အလွန်ဆန်းကျယ်တယ်ဒါကြောင့်အလွန်ဆန်းသောစိတ်သည်အလွန်ယိုးသောတရားကိုသိပြီးတော့အကြာကြီးမဝင်စားခြင်းဘူး သိလားဒါကြောင့်သူ့ကိုအကြာကြီးအလေးချင်းပြုမှဇွဲကောင်းမှတရားရဲ့အမြင်တွေဟာတဖြည်းဖြည်းနဲ့ကြီးမားတဲ့သဘောရှိလားနော်ဒါဝေဒနာ అను ပဒနာတတိပဌံပေါ့နောက်ပြီးတော့ဥစဉ်တို့စိတ်ဓာတ် అను ပဒနာတတိပဌံဟိုစိတ်ရဲ့အရည်အသွေးပိုင်းဆိုင်ရာတွေကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောထားတယ်စိတ်ဓာတ် అను ပဒနာတတိပဌံကြတော့ဟိုဆွဲလန်းတဲ့စိတ်ဖြစ်ရင်ဆွဲလန်းတဲ့စိတ်ဖြစ်တယ်လို့သိရမယ်ဟာငါစိတ်ကဆွဲလန်းမှုကလွတ်နေတယ်ဆိုရင်လည်းဆွဲလန်းမှုလွတ်တယ်လို့သိရမယ် မကြည်မနှက်စိတ်ဖြစ်နေရင်လည်းမကြည်မနှက်ဖြစ်နေတယ်လို့သိရမယ်။ငါတန်တမှာမကြည်မနှက်ဖြစ်နေတာမရှိဘူး။မေတ္တာသဘောဖြစ်နေတာလို့ဆိုရင်လည်းမေတ္တာသဘောဖြစ်နေတယ်လို့သိရမယ်။အဲ့လိုပဲတွေ့ဝေမိုင်မဲတယ်ဆိုရင်ဘာမှမသိဘဲနဲ့ငါဘုရားဘောဓာနေမိပါလားဆိုရင်လည်းအဲ့ဒီစိတ်ကလေးကိုသိရမယ်။ အဲ့လိုပဲစူစီးတဲ့စိတ်ပြန့်ကျဲနေတဲ့စိတ်တည်ငြိမ်တဲ့စိတ်လှုပ်ရှားတဲ့စိတ်အဆင့်နှိမ့်တဲ့စိတ်အဆင့်မြင့်တဲ့စိတ်เนาะစိတ်မှာခံစားလို့ရတယ်เนาะဒီစိတ်ကတော့အဆင့်ရှိတယ်ဒီစိတ်ကတော့မဆိတ်ကြီးကတိတ်စိတ်အဆင့်မရှိပါဘူးဆိုတာ၄ပိတ္တတို့ဥစဉ်တို့တွေနားလေလို့မရဘူးလားရတယ်အဲ့လိုအမျိုးမျိုးသောစိတ်တွေဖြစ်နေတဲ့အချိန်မှာဖြစ်နေတဲ့အတိုင်း စောစောကပဲတတိဝရိယဉာဏ်ပညာဒီသုံးလုံးကတော့မပါလို့မရဘူးเนาะတတိရယ်ဝရိယရယ်ဉာဏ်ပညာရယ်မြတ်စွာဘုရားကတော့အာတာပိတမ္ပဇာနောတတိမာလို့သူကတော့အစဉ်အတိုင်းလေးဟောပါတယ်အာတာပိဆိုတာကကိလေသာအမိုက်ကိုရှုမြိုက်ပြစ်နိုင်တဲ့အစွမ်းရှိတဲ့လုံလဝရိယတမ္ပဇာနောဆိုတာကမှန်ကန်စွာအပြားအဖြစ်သိတဲ့ပညာပဲတတိမာဆိုတာကတတိပါပဲเนาะအဲ့တော့တတိဝရိယဉာဏ်ပညာလို့ပြောလွယ်တယ်လို့ဦးဇင်းတို့ကပြောလိုက်တာပါဟုတ်လား ဲ့ဒါလို့စိတ်ရဲ့တဘာဝတွေကို ဖြစ်နေတဲ့အတိုင်းဖြစ်နေတယ်လို့အမှန်တိုင်းသတိဝိရိယဉာဏ်ပညာနဲ့သိမြင်နားလည်နေအောင်ကြိုးစားနေရင်စိတ်တ ानु ပသနာသတိပဋ္ဌာန်ဟုတ်ပြီနော်နောက်ဓမ္မ ानु ပသနာသတိပဋ္ဌာန်ဓမ္မ ानु ပသနာသတိပဋ္ဌာန်ရဲ့နယ်ပယ်ကအလွန်ကျယ်ပါတယ်နောက်သူကအလွန်ကျယ်တယ်ဥစဉ်တို့ခန္ဓာပါပအာယတနာပါပသစ္စာပါပအများကြီးပဲသူကဟောထားတာ အဲ့ဒါကိုဦးဇင်းတို့အချင်းတို့လေးအတွင်းမှာပြည်စုံအောင်ပြောရရင်တော့အချင်းချုပ်ပြောရရင်တော့ဓမ္မသဘောတရားအသေးစိတ်ကလေးတွေပေါ့မြင်ခြင်းကြားခြင်းနမ်းခြင်းစားခြင်းထိခြင်းတွေ့ခြင်းဟုတ်လားလောဘတွေဒေါသတွေနိဝရဏပိုင်းဆိုင်ရာရပြောရရင်ပေါ့လေအဲ့ဒါလိုပဲဘုဇင်ပိုင်းဆိုင်ရာရဟောထားတာတွေလည်းအဲ့ဒီထဲမှာပါတယ် နော်ကိုဆိုကြပါစို့အထုတ်နေတယ်တတိဖြစ်နေတယ်ဟောတတိဖြစ်နေတယ်လို့သိတယ်ဆိုရင်ဒါတတိတန်ဖိုးစဉ်ကိုသိတယ်ဒီတတိဘာကြောင့်ဖြစ်တယ်လဲအကြောင်းတရားကိုပါသိမြင်သားလဲလာတယ်တတိမဖြစ်ရင်လည်းမဖြစ်ဘူးလို့သိတယ်ပညာဖြစ်ရင်ဖြစ်တယ်သိတယ်ပညာမဖြစ်ရင်မဖြစ်ဘူးလို့သိတယ်အဲ့လိုပဲကို့မှာမြင့်မြတ်တဲ့သဘောလေးတွေအသေးစိတ်ဖြစ်လာရင်လည်းဒါလေးတွေကိုအတိအမှတ်ပြုတ်ပြီးတော့နေရမယ်တိတိပြီးတော့နေရမယ်ရှုမှတ်ပြီးတော့နေရမယ်ပေါ့ဆိုလိုတာကအဲ့လိုခန္ဓာမှာအကြောင်းမျိုးမျိုးကြောင့်ဖြစ်လာတဲ့သဘာဝတရားမျိုးစုံအသေးစိတ်ကလေးတွေရှိတယ် ်။နောက်အဲ့ဒါတွေကိုသိမြင်လို့ရှိရင်ဒါပါခေါ်မလို့ဓမ္မနုပဒနာသတိပဋ္ဌာန်။